ဒီမိုစီလမ်းကြောင်းဆက်ပြီးတော့ခင်းလိုက်တဲ့အချိန်မှာဟိုမြန်မာနိုင်ငံရဲ့အလားလာဘာသာတရားရဲ့ကောင်းမွေတွေနောက်တော့ကမြန်မာယဉ်ကျေးမှုထိမ့်သိမ်းနိုင်ဖို့အခြေအနေတွေကိုအားလုံးသုံးသပ်ဆင်ခြင်ပြီးတော့လွတ်တော်မှာအောင်မြင်စွာညီနိုင်ဆွေးနွေးနိုင်ပြီးတော့မျိုးဆောင်ဥပဒေကြီးပေါ်ပေါက်ခဲ့အောင်ဒကမာကြီးဒေါက်ခင်ဝမ်းကြီးကဥဆောင်ပြီးတော့လှုပ်ဆောင်ခဲ့တယ်နော်အဲ့တော့ဒကမာကြီးအနေနဲ့အဲ့ဒီ မျိုးစုံဥပဒေကိုဆွေးနွေးတဲ့အခါမှာမြန်မာနိုင်ငံအပေါ်နိုင်ငံသူနိုင်ငံသားအပေါ်နောက်ကဘာသာတရားရဲ့ဟိုကောင်းမွေဆုံးမွေကောင်းမွေဆုံးမွေဆိုတာကဘာသာအလုံးကိုခြုံပြောတာပေါ့နော်အဲ့ဒါတွေကိုဘယ်လိုသုံးသပ်ပြီးတော့ဘယ်လိုရည်ရွယ်ချက်နဲ့ဒီလွတ်တော်တိုင်းမှာအောင်မြင်စွာအဆွေးနွေးနိုင်ခဲ့တာလေပေါ့ဒါလေးကိုပြည်သူများသိအောင်ပြောပြပါဦးဒီမှာအဲ့ဒါကိုပြောရမယ်ဆိုလို့ရှင်တော့ တပည့်တော်ကိုအာအင်းစိတ်သွားလာဆရာတော်ဖရာကြီးကတနေ့တော့အခေါ်တဲ့အခါကျတပည့်တော်သွားတော့အဲမျိုးစောက်ဥပဒေကိုဟိုဥပဒေပညာရှင်တွေကလည်းရေးဆွဲပြီးပြီးဆရာတော်တန်ခါတော်များကလည်းအဲ့ဒီဟာကိုလိုအပ်တာတွေဆောင်ရွက်ပြီးပြီးပြည်သူလူထုအနေနဲ့လည်းလက်မှတ်တွေကိုလုံလောက်တဲ့လက်မှတ်တွေအကုန်လုံးဆောင်ရွက်ပြီးပြီးအဲ့တော့ နောက်တစ်ဆင့်ပဲကြံတော့တယ်အဲ့ဒါပါလို့ဆိုတော့လွတ်တော်ထဲမှာထားဖို့ရွေးချင်ချင်ဆောင်ရွက်ပေးဖို့အဲ့ဒါဒကမာကြီးဒါကိုတာဝန်ယူနိုင်မလားဆိုတော့တင်မတပြီးတော့အတက်နဲ့ထပ်တူတပြီးတော့တာဝန်ယူနိုင်ပါတယ်ဖရားဆိုပြီးအဲ့ဒီနေရာပဲအမျိုးသားလွတ်တော်နဲ့ဒီလိုလိုတော့ပေးမဲ့ဆရာဆရာနေပါတယ်ညာတွေတပြီးတော့ယူသွားတယ်။နောက်ဆရာတော်တပါးနဲ့တပြီးတော့မြို့နယ်330အတွက်လိုအပ်တဲ့ document တွေကိုကာဒစီတိုက်တပြီးတော့အခန်းကိုလာဖို့တယ်။လာဖို့ပြီးတပြီးတော့အဲ့ဒါတွေပါတယ်အကုန်ပြီးစီတပြီးတော့ဆောင်ရွက်ပြီးပြီ။ဆောင်ရွက်ပြီးနောက်ကြတဲ့အခါကျတော့ တပည့်တော်ကမျိုးစားဥပဒေတင်မယ်လို့နာမည်ကြီးတဲ့အခါကျတော့တပည့်တော်စီကိုအာကုလသမဂ္ဂကနေပြီးတော့အမျိုးသမီးအဖွဲ့တစ်ဖွဲ့ရောက်လာတယ်။ရောက်လာတော့တပည့်တော်လွတ်တော်ဥက္ကဋ္ဌကြီးကဒကမကြီးအာဒကမကြီးတွေ့မှလာဆိုတော့တွေ့မယ်ဆိုပြီးတော့နောက်ဆုံးအတူတူတပည့်တော်အာရှောက်ရလို့ရှင်တော့သူတို့ကဒီဒီဥပဒေဥပဒေ၄ရက်ကိုမပြုတ်မပြုတ်ပြတ်ထားမှုအတွက်လွတ်တော်မှာမတင်ဖို့ တပည့်တော်ပြောတော့တပည့်တော်ကဒစီချင်းဘိတ်ကလည်းမဟုတ်ဘူးအတော်တိပါဆန်လည်းမဟုတ်ဘူးအဲ့ဒါကြောင့်မို့ကျွန်မဒါဟုတ်တော့မတတ်နိုင်ပါဘူးဆိုတဲ့အခါကျတော့တို့ကတို့ရေးထားတဲ့ကုလသမဂ္ဂတပည့်တော်တို့မျိုးဆောင်ဥပဒေ၄ရအတွက်ရေးထားတဲ့ဆရာဆရာဆရာ research လုပ်ထားတယ်ပေါ့ဖေ။အဲအဲ့ဒီဟာ၄ဆောင်ရှိတယ်ဆိုတော့တပည့်တော်အဲ့ဒါကိုတော့ဥက္ကဋ္ဌယူကိုပေးလိုက်ပါမယ်ဆိုပြီးယူတယ်။အဲ့ဒီမှာတပည့်တော်တို့ကိုမေးတာပါလဲဆိုတော့အဲ့ဒီနိုင်ငံတွေရဲ့အခုခုလာတဲ့ကုလသမဂ္ဂမျိုးသမီးနိုင်ငံတွေမှာ ရဟန္တာကလေအဲအိမ်အောင်ပြောရသလားအာအိမ်အောင်သားမွေးလောက်ရသလားဆိုတော့လောက်ရပါတယ်တဲ့အဲအဲ့ဒါဆိုလို့ရှိရင်ရုပ်ောက်ပွဲတွေဘာတွေမှာရောဆန္ဒမဲပေးခွင့်ရှိလားဆိုတော့ပေးခွင့်ရှိတယ်တဲ့အဲအဲအဲ့ဒါဆိုရင်ကျွန်မတို့နိုင်ငံကတာသနာနဲ့ပတ်သက်တဲ့ရဟန္တာကလေအိမ်အောင်ပြုခွင့်သားမွေးခွင့်မရှိဘူးနောက်တစ်ခါကျတော့ဆန္ဒမဲပေးခွင့်တွေဘာတွေလည်းမရှိဘူးအဲ့ကြတော့ရှင်တို့ပြောတဲ့ human right နဲ့လူအခွင့်အရေးဆိုတာနဲ့ဘယ်လို ဘယ်လိုညှိကြမလဲပြောလို့ရှင်တို့ရှင်တို့စီကယဟန်တန်ဃာတွေကျမတို့စီကယဟန်တန်ဃာတွေလို့ဖြစ်အောင်လုပ်ပေးပါလားကျမတို့စီကယဟန်တန်ဃာတွေကိုရှင်တို့စီကယဟန်တန်ဃာတွေနဲ့ဖြစ်အောင်လုပ်ပါလားဘယ်လိုလုပ်ပါလဲအဲ့ကြတော့မဖြစ်နိုင်တာတွေကိုလာမပြောပါနဲ့လို့ဘာလို့လဲဆိုကိုယ်နိုင်ငံနဲ့ကိုယ်ရင်ကျေးမှုနဲ့ကိုယ်ဘာသာနဲ့ကိုယ်သာသနာနဲ့ကိုယ်ကိုယ်ရဲ့ဓလေ့ထုံတန်းစင်လာနဲ့အဲ့လိုအတူတူနိုင်ငံပေါင်း100ကျော်မှာအကုန်လုံးသူ့ရနဲ့သူနေကြတာကိုအဲ့ဒီလူအခွင့်ရေးဆိုတဲ့စကားနဲ့လာပြီးတော့ ဇလုံးမတိုက်နဲ့လို့တပည့်ပြောပြောတာအကုန်လုံးကိုလာပြီးတော့ယူကျေးမှုကအစဘာသာစကားအစကိုးကွယ်ရာကအစအကုန်လုံးအဲ့လိုမလုပ်ပါနဲ့ဆိုတော့နောက်ဆုံးတော့ပြန်သွားတယ်သူတို့ဖေးခဲ့တဲ့ research လုပ်ခဲ့တဲ့ဆိုတော့ဆာရဆရန်၄ဆောင်ကိုအဲဥက္ကဋ္ဌယူခင်အောင်မြင့်ကကျွန်တော်တို့မြန်မာနိုင်ငံမှာကျွန်တော်တို့ဟိုနိုင်ငံတော်အတွက်လိုအပ်တာကိုကျွန်တော်တို့အချိန်နဲ့ကျွန်တော်တို့လုပ်တဲ့ဥပဒေကိုဘာမှသူတို့ဝင်ရောက်ဆွတ်ဖက်ဆရာမလို့ဘူးသူတို့ကလည်းကြောက်ဖက်ဆရာမလို့ဘူးစပွဲပေါ်မတင်နဲ့ဆိုလို့တပည့်တော်အဲ့ဒီတော့ဆာရတရက်တောင် ဇောကွယ်ကိုမတင်ခဲ့ရအောင်ပြည်တော်တို့နိုင်ငံလားတပည့်တော်တို့ဘာသာနဲ့တပည့်တော်တို့ကိုယ်ဝေရနဲ့တပည့်တော်တို့ကအာဗုဒ္ဓဘာသာဖြစ်တဲ့အတွက်တောင်မို့တပည့်တော်တို့အတိတ်ပစ္စုပန်အနာဂတ်ကိုယုံကြည်တယ်နောက်တစ်ခါကျတော့ကုသိုလ်အကုသိုလ်ကိုယုံကြည်တယ်အဲ့ဒါကြောင့်မလို့တပည့်တော်တို့ကတပည့်တော်တို့ပြည်သူလူထုတွေအတွက်လိုအပ်တဲ့အကာအကွယ်အတွက်နိုင်ငံတော်ကတကယ်စီစဉ်ပေးတဲ့ဟာကိုတပည့်တော်ကအဲ့ဒီမှာတပည့်တော်တာဝန်ကျအောင်ရွေးချယ်ညွှန်တဲ့တပည့်တော်ဆွေးနွေးပြီးတော့အတိုက်အခံတွေကိုအောက်မြောင်လုပ်ခဲ့တာ